။ဥစဉ်တော့လက်ကလေးတွေဟာသူတို့ဘဝအစရတွေခက်ခဲကြမ်းတမ်းကြတယ်။အဆင်ပြေပြေချောချောမွေ့မွေ့မဟုတ်ဘူး။လက်တွေရဲ့တဘာဝကဘယ်လိုလုံးဆိုတော့လက်မတွေကလက်ဝူဥရောမယ်ဆိုလို့ချင်းသူတို့ကရေလှိုင်းနဲ့ဝေးတဲ့ပင်လယ်ကမ်းဆက်နေရာမှာကျင်းလက်တွေတူးပြီးတော့လာဥကြဥပြီးတော့မြန်သူတို့သားသမီးအကောင်ပေါက်တဲ့ဒီစောင့်ရှောက်နေလိမ့်မယ်လို့မထင်နဲ့ ဥပိဒါနဲ့ဥရေကိုသဲနဲ့ဖောင်းပြီးတော့ပင်လေတဲ့ပြန်သွားတယ်။အဲ့လိုပြန်သွားတဲ့အခါဥရေကပေါက်လာတဲ့လက်ကလေးတွေထွက်လာတဲ့လက်ကလေးတွေဟာပထမဆုံးသူတို့ရင်ဆိုင်လိုက်ရတာသူတို့အထက်မှာသူတို့အမေဖုတ်ထားခဲ့တယ်။သဲတွေရှိတယ်။အဲ့ဒါတွေကိုယုံကံပြီးတော့ဘာဘွားအစရတွေကသူတို့ကယုံကံရတာနော်အနေထားကအဲ့လိုလား။ယုံကံပြီးတော့မြေပြင်ပေါ်တက်လာတယ်။ ပင်လယ်ကားဆက်မြေပြင်ပေါ်ရောက်တော့လည်းအဲ့လိုလက်တွေသားပေါက်တဲ့အချိန်ဆိုရင်အချိန်ကောင်းအခါကောင်းကိုစောင့်ပြီးတော့စားဖို့ချောင်းနေတာငှက်နေရလည်းရှိတယ်။ဒါမှမဟုတ်လက်ကလေးတွေကမမှုပါဘူး။သူတို့အတွက်ကဘဝရက်တည်နိုင်ဖို့အောင်မြင်တဲ့အရွယ်ရောက်တဲ့ဆက်လက်ရက်တည်နိုင်တဲ့လက်ကြီးတကောင်ဖြစ်ဖို့အတွက်ပင်လယ်တဲကိုရောက်အောင်ပွားမှသူတို့ရွယ်ကြသူတို့ပန်းနိုင်ကပင်လယ်တဲရောက်မှဖြစ်မှာ။ အဲ့တော့တကယ်လေးတွေဟာအဲ့ဒါကိုသူတို့မမှုဘူးသူတို့ကိုထိုးတော့ဖို့တတ်ဖို့စားဖို့တောက်ဖို့ချောင်းနေတဲ့ငှက်ကြီးတွေကိုမမှုဘူးသူတို့စူးစမ်းပြီးတော့ပင်လယ်ရေထဲကိုရောက်သွားကြတယ်ကြောက်အောင်သွားနေတဲ့တကယ်လေးတွေဟာအသက်ဘေးကလွတ်ပြီးတော့လက်ကြီးတစ်ကောင်အဖြစ်တူတဘွားလုံးရက်တည်ပြီးတော့အသက်ထဆောင်အသက်ရှင်စရာနေခွင့်ရသွားတယ်ပေါ့ ဒီတိုင်းပါပဲเนาะဥစဉ်တော့လောကမှာလည်းပဲတချို့တချို့တော့လူငယ်တွေရဲ့အဖြစ်ဟာလက်ကလေးတွေလိုပဲဘာမှမထောက်ပံ့နိုင်မတင်ကြားနိုင်တဲ့အမတန်မှအခြေအနေအနေထားမပြည့်စုံတဲ့နေရာမျိုးမှာလူဖြစ်လာကြရတဲ့အခါကျတော့ဘဝအစမှာလည်းရုံးရခံရတဲ့အနေထားမျိုးဖြစ်သွားတယ်။ဒါပေမဲ့လို့လက်ကလေးတွေကိုဥပမာထားပြီးတော့စိတ်တက်မကြဘူးလို့လည်းပေါ့နော်။ ပြန်လာပါပဲကြကြတုံငယ်လူပဲပြပြစိတ်တယ်မကြဘူးလို့စိတ်တယ်မကြရင်လက်ကလေးတွေဟာဘဝအစကတည်းကနေပြီးတော့ဥဒေရထွက်ကြတဲ့ရုံးကန်ရပြင်မယ်လို့ကျိုးစားအထုတ်ပြီးတော့သွားလိုက်လို့ရေထဲရောက်သွားတဲ့အခါသူတို့ရီမတ်ချက်ပြည့်သွားတဲ့အခါတဘွားလုံးချမ်းချမ်းသာသာတင့်တင့်တယ်တယ်နဲ့လက်ကြီးတစ်ခေါက်ဖြစ်နေပျော်တော့ပျော်ရွှင်မြို့ထုပြီးတော့နေသွားရတယ်လို့အရုံမြန်ဘဝအစကတည်းကရုံးကန်ရတာဆိုညဉ့်ညွတ်မှန်တယ်ပဲနဲ့ ကိုယ်ရည်မှန်းချက်တွေပြည့်အောင်လက်ကလေးတွေကိုပမာထားပြီးတော့စူးစမ်းအထောက်မယ်ဆိုရင်အဝါတစ်ခုမှာတင့်တင့်တဲတဲနဲ့ကြာကြာနာနာနေရနိုင်ပါတယ်တင့်တောင်းတင့်တဲ့လူတန်းစစ်လူရောင်နဲ့သူတယောက်ဖြစ်ကိုရောက်နိုင်ပါတယ်ဒါမှမဟုတ်လက်တွေကိုပမာထားပြီးတော့စိတ်တက်မကြဘူးကျိုးစားအထောက်ကြဖို့အမြဲတမ်းလုံလောက်ဝိရိယထားဖို့ဥစဉ်နေတဲ့အပိတိုက်တွန်းပါလက်ကလေးတွေကဘယ်သူမှသူတို့ကိုလက်တွဲခေါ်မဲ့ပုံကို သူတို့ကိုဖောက်ပေးမဲ့ပုံကသူတို့လာငှက်တည်းအန္တရာယ်ကာကွယ်ပေးမဲ့ပုံကမရှိပြမဲ့လို့သူတို့ဘဝသူတို့သူတို့တဘာဝအတိုင်းတဲတဲကနေတွန်းထွက်လာပြီးတော့တိုးထွက်လာရက်ထွက်လာပြီးတော့အိုးပင်လယ်ကားသတဲ့တော်မျိုးကိုဖြတ်ပြေးပြီးတော့လာပင်လယ်ပြင်ကိုအရောက်သွားနိုင်တယ်လို့ကိုကိုလက်တွဲခေါ်မဲ့ပုံကသင်ကြားပေးမဲ့ပုံကထောက်ပံ့ကူညီမဲ့ပုံကမရနိုင်နဲ့အခြေအနေမပြည့်စုံတဲ့အနေအထားမှာလူပြစ်လာရပြီမဲ့လို့တလိမ့်ဆန်တောင်းပါပဲသူတို့ကိုသူတို့သူတို့ ွန်အားနဲ့သူတို့ဘဝကိုလုံမြောက်အောင်ဆင်းရဲကလုံမြောက်ပြီတော့ချမ်းသာတဲ့နေရာရောက်အောင်ရှုံးထွက်နိုင်တယ်အောင်မြင်အောင်ကြိုးစားနိုင်တယ်ဆိုရင်လူဖြစ်တဲ့မိမိတို့အနေနဲ့စိတ်ဓာတ်ကျနေစရာမလိုပဲတနေ့ငါအောင်မြင်ရမယ်ဆိုတော့စိတ်ညွတ်နေပဲကြိုးစားကြဖို့လူငယ်တွေကိုဥစဉ်အားပေးတိုက်တွန်းပါတယ်